ဒီနေ့မှာတော့ခစ်သစ်စပွဲသမိုင်းမှာတော့မကြုံစဘူးထူးခဲ့လာတဲ့စစ်စင်ရေးတစ်ခုရဲ့အကျိုးဆက်တွေအနေနဲ့စစ်တပ်တက်တက်လုံးအရှင်လက်လက်ရေအောက်မြုပ်သွားတဲ့အကြောင်းတင်ဆက်ပေးဖို့ရှိပါတယ်စစ်ပွဲရဲ့အရှင်းမြောက်ပဲရှေ့တန်းတနေရာမှာ Volchan မြို့နီးရုရှားရဲ့ထိုးစစ်ကိုထောက်ပံ့ပေးနေတဲ့အလွန်အရေးပါတဲ့အသက်သွေးကြောနေရာတစ်ခုရှိနေခဲ့ပါတယ်အဲ့ဒါကတော့ Sivaski Donetsk မြို့ကိုဖျက်ကျော်ထားတဲ့တံတားတွေနဲ့ဖျက်ကျော်ရေးနေရာတွေပါပဲဒီနေရာဟာထောင်ပေါင်းများသောသစ်သားတွေစစ်လက်နက်ကြီးတွေနဲ့တံပေါင်းများသောခရယံမိကြောက်တွေရှေ့တန်းတက်ဦးစီကိုရောက်ရှိဖို့အဓိကအချက်ချနေရပါ ဒါဟာခါကက် Oblex မြောက်ပိုင်းကရုရှားစစ်တပ်ရဲ့စစ်စင်ရေးတွေအတွက်အဓိကသွေးလွှတ်ကြောကြီးပဲဖြစ်ပါတယ်။ဒါကိုဖျက်တောက်လိုက်နိုင်ခြင်းဟာစစ်စင်ရေးတစ်ခုလုံးကိုရပ်တန့်သွားစေနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ဒါပေမဲ့အော်တိုဘာလ25ရက်နေ့ကနေ26ရက်နေ့တွေမှာဒီအလွန်အရေးကြီးတဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းကြီးဟာထဲမှာမထားပဲအလွန်မင်းဆိုးရွားပြင်းထန်တဲ့ပုံစံနဲ့ဖျက်တောက်ခံလိုက်ရပြီဆိုတဲ့တပ်တွေထွက်ပေါ်လာခဲ့ပါတယ်။ယူကရိန်းဟာဒီလိုကောင်းကောင်းကာကွယ်ထားတဲ့ဖျက်ကျော်ရေးနေရာတွေကိုဓာတ်ရိုက်ပစ်မှတ်ထားတိုက်ခိုက်မဲ့အစားဓာတ်ရိုက်ရင်ဆိုင်တာမျိုးမဟုတ်တဲ့နီလန်းတစ်ခုကိုရွေးချယ်ခဲ့ပုံရပါတယ်။ အဲ့ဒါကတော့ကီလိုမီတာပေါင်းများစွာဝေးမှရှိတဲ့ဘဲဂိုရော့ရေလောင်တမန်ကိုထပ်ခါတလဲလဲတိုက်ခိုက်ခဲ့တာပါပဲ။တဘာဝတရားကြီးကိုလက်နက်တစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်တာပါ။တမန်ကနေစီးတင်လာတဲ့ရေရဲ့ရှိန်ဟုံဟာတမန်ဤကရှီဘီကီနိုဒေတာလိုမျိုးရုရှားကျေးရွာတွေကိုရေလွှမ်းသွားခဲ့ရုံသာမကရေရှမ်းတက်လာတဲ့စီပါစကီတိုနက်မြစ်ရေဟာမြစ်ကြောင်းတစ်လျှောက်နဲ့ခါကက်အော့ဘလက်စ်ရဲ့သိမ်းပိုက်ခံဒေတာတွေမှာရှိတဲ့ရုရှားစစ်ကမ်းတွေကိုရေလွှမ်းမှုသွားပြီးအရေးကြီးဆုံးကတော့ဖော်ချန့်စတက်ဦးစီကိုဥတီနေတဲ့အထက်ကထောက်ပံ့ရေးတရားတွေ ထက်ကျော်ရေးလမ်းကြောင်းတွေရေအောက်ရောက်ကုန်တာပါပဲဒီအချိန်တွေဟာရှီဘီဂီနိုလုံးနယ်စပ်ဒေသအခြေချနေထိုင်ရာနေရာတွေကိုရေလွှမ်းမှုရေလွှမ်းမှုချင်းချောက်မှုနဲ့ရင်ဆိုင်စရုံနဲ့မကဘဲရှေ့တန်းတပ်ဦးမှရှိနေတဲ့ထောင်ပေါင်းများသောရုရှားစစ်သားတွေနဲ့သူတို့ရဲ့တခုတည်းသောထောက်ပံ့ရေးလမ်းကြောင်းကိုပါရေအောက်မြုပ်သွားစေနိုင်တဲ့အလားအလာရှိနေပါတယ်။အခုဆိုရင်ထောင်ပေါင်းများသောရုရှားစစ်သားတွေနဲ့စစ်လက်နက်ကြီးတွေဟာရှွန်းနှွန်တွေရေလွှမ်းမှုတွေနဲ့ဖုံးလွှမ်းနေတဲ့ area တခုထဲမှာပိတ်မိနေပါပြီ။ရှေ့ဆက်တိုးဖို့ရောနောက်ပြန်ဆုတ်ဖို့ပါအလွန်အမင်းခက်ခဲသွားပါလေ။ ဒီဖြစ်ပျက်တွေဇက်တိုက်ဖြစ်ပွားမှုဟာယူကရိန်းဘက်ကအလွန်တီထွင်ဖန်တီးနိုင်စွမ်းရှိပြီးတစ်ဖက်မှာလည်းရက်ဆက်တယ်လို့ဆိုရမလို့ထောင်ချောက်ဆင်လိုက်တဲ့နီးပြူဟာတစ်ခုရဲ့ရလက်လို့မြင်နိုင်ပါတယ်။ပွင့်လင်းမြင်သာတဲ့သတင်းရင်းမြစ်တွေနဲ့ဆိုရှယ်မီဒီယာပေါ်မှာမျှဝေနေတဲ့ပုံရိပ်တွေအရတမန်ရဲ့တိဆောက်ပုံမှာဖြစ်သွားတဲ့အပေါက်တွေကနေရေတွေဟာထိမ့်မနိုင်သိမ့်မရပန်းထွက်လာပြီးစီဗာစကီဒိုနက်မြစ်ကြီးကိုရေလွှမ်းမိုးသွားစေခဲ့ပါတယ်။ဒါဆိုရင်ရုရှားတပ်ဖွဲ့တွေကိုဒီလိုဆိုးရွားလာတဲ့အကြက်တဲတဲ့ရောက်သွားစေပုံရတဲ့ဒီအဖြစ်အပျက်ကွင်းဆက်ကြီးကဘလို့အတိအကျဖြစ်ပေါ်လာခဲ့တာလဲ။ ပွင့်လင်းတဲ့သတင်းရင်းမြစ်တွေကပေါ်ပြတဲ့သတင်းအချက်အလက်တွေနဲ့အစီရင်ခံစာတွေကိုစုစည်းကြည့်လိုက်တဲ့အခါနှစ်ရက်လောက်ကြာမြင့်ပြီးတည်တည်ချာချာအစီအစဉ်ဆွဲထားပြီးတစင်ပြီးတစင်အလုပ်လုပ်သွားတာကိုမြင်တွေ့ရမှာပါဆစ်စင်ရဲ့ပထမအဆင့်ဟာအော်တိုဘာလ25ရက်စနေနေ့မှာဘဲဂရော့ဒေတာကရေလောင်တမန်ကိုပထမဆုံးတိုက်ခိုက်မှုတွေနဲ့စတင်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ကွဲပြားတဲ့အဆိုတွေရှိနေပေမဲ့တမန်ရဲ့တိစောက်ပုံကိုပျက်စီးမှုဖြစ်စေဖို့ရည်ရွယ်တယ်လို့သုံးသပ်နိုင်ပါတယ်ဒါပေမဲ့အဆုံးဖြတ်ပေးမဲ့တိုက်ခိုက်မှုကတော့အော်တိုဘာလ26ရက် တနင်္ဂနွေနေ့နေ့လယ်3နာရီလောက်မှာဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်ဒီဒုတိယတိုက်ခိုက်မှုမှာရုရှားသတင်းရင်းမြစ်တချို့ရဲ့အဆိုအရယူကရိန်းဟာသူတို့အရင်ကတုံးခဲ့မှုတဲ့ DAC အမျိုးအစားကာမီကာဇီ UAV တွေကိုအသုံးပြုခဲ့ပါတယ်ဒီလိုထပ်ခါတလဲလဲတိုက်ခိုက်မှုတွေရဲ့အကျိုးစကြောင့်တမန်ရဲ့ကွန်ကရစ်တိဆောက်ပုံမှာအပေါက်တွေဖြစ်ပေါ်သွားတာရှိပြီးသားပျက်စီးမှုတွေကို ပိုဆိုးသွားသည်ပြီးရေလောင်ကန်တဲ့ကရင်မျက်နှာပြင်ဟာတမီတာကျော်ကျဆင်းသွားခဲ့တယ်လို့သတင်းရရှိပါရတယ်။တမန်ကြီးကရုတ်တရက်ပြိုပြတ်သွားတာမျိုးမဟုတ်ပေမဲ့ သူ့ရဲ့ရေထိန်းတဲ့အပိုင်းကပျက်စီးသွားခဲ့တာကြောင့်အဲဒီကနေတဆင့်တမန်ကိုဖောက်ထွက်ပြီးထိမ့်မရပဲရှန်ကြလာတဲ့ရေတွေဟာမြစ်ကြောင်းဖြစ်တဲ့စီပါစကီဒိုနက်မြစ်ထဲကိုအရှိန်နဲ့စီးဝင်လာပါတော့တယ်။ဒီလိုရုတ်တရက်ရေအများကြီးဝင်လာတော့မြစ်ရေဟာမမျှော်လင့်ပဲအ мян နှုံးနဲ့မြင့်တက်လာခဲ့ပါတယ်။မြစ်ရေပုံမှန်စီးသိမှုစနစ်တစ်ခုလုံးပြတ်သွားပြီးရေလွှမ်းမှုမှုဆိုတာရှောင်လွှဲလို့မရတော့တဲ့အခြေအနေဖြစ်သွားခဲ့ပါတယ်။ရှန်တက်လာတဲ့မြစ်ရေတွေကြောင့်မြစ်ကြောင်းတစ်လျှောက်မှာပျက်စီးမှုတွေစတင်လာခဲ့ပါတယ်။ပထမဦးဆုံးအနေနဲ့ရုရှားဘတ်ချန်က ဂရာဖော့ကာယွာနာကရုရှားစစ်စခန်းတွေရင်းနှစ်မြုပ်သွားတယ်လို့သတင်းတွေကဆိုပါတယ်။ဒါဟာနေဆက်တခြားသူတို့ရဲ့ကာဝေးရေးအစီအစဉ်တွေကိုထိခိုက်စေခဲ့ပါတယ်။တချိန်ထဲမှာပဲဒီရေကြီးမှုဟာနေဆက်ကိုဖျက်ပြီးယူကရိန်းရဲ့တိမ်ပိုက်ခံရတဲ့ Kharkiv Oblast တဲကိုပါရောက်သွားခဲ့ပါတယ်။ Agot Sovo နဲ့ Gadishilo နေရာတွေရေပေးတင်တယ်လို့သတင်းပို့ကြပါတယ်။ဒီဒေသတွေဟာရုရှားတပ်တွေ Volchan ကိုသွားဖို့ထောက်ပံ့ရေးလမ်းကြောင်းတွေပေါ်မှာရှိနေတာပါ။ဒါပေမဲ့ဒီကပ်ဘေးရဲ့အကြီးမားဆုံးစစ်ရေးထိခိုက်မှုကတော့ ။ Fortune ရှည်တန်းစီကိုသွားတဲ့အဓိကထောက်ပံ့ရင်းနဲ့သွားလာရေးလမ်းကြောင်းတွေလုံးဝပြတ်တောက်သွားခြင်းပါပဲ။မြေရေရှန်နာကြောင့်ရုရှားတပ်တွေအုံပြတဲ့တံတားတွေဒါမှမဟုတ်ဖြတ်ကျော်ရလမ်းမကြီးတွေပျက်စီးသွားတာကြေအောင်မြုပ်သွားပြီးသုံးလို့မရတော့တာတွေဖြစ်သွားခဲ့တယ်လို့ယူဆရပါတယ်။အရေးကြီးတဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေလုံးဝပိတ်သွားပြီဆိုတာကိုအစိုးရခန္ဓာတွေကသတိပေးထားပါတယ်။တခြားရွေးစရာလမ်းကြောင်းတွေလည်းမရှိတော့တာဒါမှမဟုတ်ကြည်ကြီးမှုနဲ့ရှုံလုံတွေကြောင့်စစ်တပ်တုံးရင်ကြီးတွေအတွက်သွားဖို့မဖြစ်နိုင်တော့ပါဘူး။ဒီကပ်ဘေးရဲ့စည်ရေးပိုင်းအပြင် အရသာပြည်သူတွေခံစားရတာကိုလည်းလှစ်လျူရှုလို့မရပါဘူးရုရှားနိုင်ငံရှီဘီကီနိုခရိုင်တဲကအ ਨੇ ဆုံးအခြေချနေထိုင်ရာစင်နေရာရေလွှမ်းမှုခံခဲ့ရတာကိုအတည်ပြုထားပါတယ်ဘဲဂိုရောအချုပ်ရင်းမှုဂလပ်ကော့ဟာရွာတွေကဒေသခံတွေကိုဘေးလွတ်ရာရွှေ့ကြဖို့အကြံပေးရတဲ့အထိဖြစ်ခဲ့ရပါတယ်စစ်ပွဲတံကြောင့်မူလာကလေးကခက်ခဲနေတဲ့နယ်စပ်ဒေသကလူတွေအတွက်ဒီရိပ်ဘေးအန္တရာယ်ကအခြေအနေကိုပိုဆိုးရွားစေခဲ့ပါတယ်ဒီအခြေအနေဟာဒေသခံတွေကြားမှာထိတ်လန့်မှုတွေဖြစ်စေပြီး Kremlin ဘောဒေါသတွေပိုများလာစေနိုင်ပါတယ် ယူကရိန်းကတမန်ကိုတိုက်ခိုက်လို့ဖြစ်လာတဲ့ဒီအကြက်တဲပေါ်မော်စကိုရဲ့တုံ့ပြန်ပုံကတော့မကြာခဏဆိုသလိုတွေ့ရတဲ့ပုံစံအတိုင်းပါပဲအချိန်တွေကိုရှော့ပေါ့ပြောဆိုတာအမှန်တရားကိုကိုယ့်ပတ်ပြောဆိုတာသူတို့ထိန်းချုပ်မှုလွတ်နေပြီဆိုတဲ့အမြင်ကိုဖုံးကွယ်ဖို့ကြိုးစားလာပြီးလှုပ်လာပြန်ပါတယ်ဒီကိစ္စကဖုံးကွယ်ထားလို့မရတော့အောင်ကြီးမားလာတဲ့အခါအုပ်ချုပ်ရေးဘူးဂလက်ကော့ဖ်ဟာယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်တမန်ပြက်စီးသွားခဲ့တာကိုဝန်ခံခဲ့ရပါတယ်ဒါပေမဲ့ချက်ချင်းပဲ စစ်ရေးအရာအမှန်တကယ်ဖြစ်ခဲ့တဲ့ Vouchers ထောက်ပံ့ရေးတရားပျက်စီးမှုရေမြုပ်မှုကိုဖုံးကွယ်ဖို့ကြိုးပမ်းခဲ့ပြန်ပါတယ်။ Glovecore ရဲ့ဝန်ခံမှုနဲ့လူတွေကိုရွှေ့ပြောင်းဖို့အကြံပြုချက်ကအခြေအနေကိုဒေသခံအာဏာပိုင်တွေကထိမနိုင်တော့ဘူးဆိုတာကိုဝန်ခံလိုက်တာနဲ့တူနေပါတယ်။အရသာရွှေ့ပြောင်းရေးနဲ့ပတ်သက်ပြီးမရေရာမှုတွေကဒေတာရင်းမှာထိတ်လန့်စိုးရိမ်မှုတွေကိုပိုကြီးထွားစေခဲ့ပါတယ်။တမန်တိုက်ခိုက်ခံရခြင်းမတိုင်မီနဲ့အပြီးမှာဒေတာရင်းစွမ်းရင်အဆောက်အုံတွေကိုတိုက်ခိုက်မှုတွေပိုများလာခဲ့ပါတယ်။ဒါအကွဲယုံတွေဒါအပိဆက်ယုံတွေ စီတန့်နေဆက်ယုံတွေကိုပြစ်မှတ်ထားတော့မီးရေနဲ့အပူပေးစနစ်တွေမကြခဏပြတ်တောက်ခဲ့ပါတယ်။ဒီပြတ်တောက်မှုတွေဟာအထူးသဖြင့်ဆောင်းရာသီနီးလာလာနဲ့မျှအရက်သားတွေရဲ့နေထိုင်မှုဘဝကိုတိတိတသားဆိုးရွားသွားစေနိုင်ပါတယ်။ဒီတမန်ဂျိုးပေါက်လိုမြေရေရှန်တက်လာတဲ့ကိစ္စဟာ Vorchang Step ဦးမှာတိုက်ခိုက်နေတဲ့ရုရှားတပ်တွေအတွက်တကယ့်ကိုကတ်ဆိုးကြီးတစ်ခုလို့ဖြစ်သွားပါတယ်။ဒီလိုတဘာဝပတ်ဝန်းကျင်ကိုလက်နက်လိုသုံးလိုက်တာဟာရုရှားတပ်တွေကိုအနှောက်အယှက်ပေးုံနဲ့မဟုတ်ပဲစစ်သားထောင်ပေါင်းများသောကိုအန်ဒီယေကြီးတဲ့တွန်းပို့လိုက်ပြီး ထောက်ပံ့ရေးဆိုင်ရာတည်ဆုံမှုလို့ခေါ်နိုင်တဲ့အခြေအနေမျိုးကိုဖန်တီးလိုက်တာဖြစ်နိုင်ပါတယ်။ပထမဆုံးသုံးသပ်ချက်တွေအရဒီရေလွှမ်းမှုကြောင့်တိုက်ရိုက်ထိခိုက်သွားတယ်သို့မဟုတ်အဓိကလမ်းကြောင်းတွေဖြတ်တောက်ခံလိုက်ရတဲ့ရုရှားစစ်တီအရေးအတွက်ဟာမနှဲပါဘူး။အစိုးရခံစားရရရုရှားတပ်မဟာ၄ခုအထူးသဖြင့်128 116 68နဲ့136မော်တော်တပ်ရင်းတပ်မတွေဟာဒီ area မှာရှိနေပြီးဒီပြဿနာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါအပြင်ရုရှားရဲ့စစ်တမမြောက်စစ်တပ်မနဲ့အခြားတပ်ဖွဲ့ဝင်တွေဟာလည်း တိမ့်ပိုက်ခံခါကစ်အော့ပလက်မှာတက်ဆွဲထားပြီးအန်ဒီယန်နဲ့ရင်ဆိုင်နေရတာဒါမှမဟုတ်တအူးရဲပိတ်မိနေနိုင်တယ်လို့ဆိုပါတယ်။ရေဘေးကြောင့်ကိုထီလက်ရောက်ပိတ်မိနေသူဘလောက်ထောက်ပံ့ရေလမ်းကြောင်းပြက်လို့အထီးကျန်ဖြစ်နေသူဘလောက်ဆိုတာအတိအကျမသိရပါပဲ။စစ်သားတောင်းချီဟာဒီအချိန်ရဲ့ဒဏ်ကိုခံစားနေရတယ်လို့ခံမှန်းရပါတယ်။ဒီကပေးရဲ့အဓိကအကျိုးဆက်ကတော့ Volchester ဦးစီသွားတဲ့အဓိကထောက်ပံ့ရေလမ်းကြောင်းပြောရရင်မြစ်ကူးတရာဒါမှမဟုတ်အရေးပါတဲ့ဖြတ်ကျော်လမ်းတွေတုံးမြရတာပဲဖြစ်ပါတယ်။ ဒီအချိန်တွေကပိတ်မိနေတဲ့တက်တွေကိုကြည်စံလောင်စာစီအစားအသောက်ရေနဲ့ဆေးဝါးစတာတွေကိုပို့ဖို့လုံးဝမဖြစ်နိုင်သလောက်ဖြစ်သွားစေခဲ့ပါတယ်။တခြားလိုင်းချောင်းတွေကလည်းမရှိတာဒါမှမဟုတ်ရေကြီးမှုနဲ့ရှုံ့နှုံတွေကြောင့်စစ်သုံးထရက်ကားကြီးတွေတင့်ကားတွေသွားလို့မရတော့ပါဘူး။ဒါဟာစစ်တပ်တွေထောက်ပံ့ရေးအရာလုံးဝဖြတ်တောက်ခံလိုက်ရတာနဲ့အတူတူပါပဲ။ဒီလိုထောက်ပံ့ရေးမရတော့တဲ့အခါတပ်တွေရဲ့တိုက်ခိုက်ရေးစွမ်းရည်ဟာမြန်မြန်ဆန်ဆန်ကျဆင်းသွားမှာပါ။ကြီကုံတဲ့မြောက်တွေဟာပြစ်ခတ်နိုင်တော့မှာမဟုတ်ပါဘူး။ ။စီကုံနဲ့တင်ကားတွေနဲ့ယင်တွေဟာလှုပ်ရှားလို့မရပဲရပ်တန့်သွားပါလိမ့်မယ်။အစားအသောက်နဲ့ရေကုံသွားတဲ့စစ်သားတွေရဲ့စိတ်ဓာတ်နဲ့ခွန်အားတွေဟာကျဆင်းသွားပါလိမ့်မယ်။ရေလွှမ်းမှုနဲ့ဖြစ်လာတဲ့ချွန်ထူထူတွေကခံစစ်နေရာတွေကိုသုံးမရအောင် ဖြစ်စေပြီးယင်တွေကိုနုံနဲ့နစ်သွားစေဖို့အလွန်ဖြစ်နိုင်ကြများပါတယ်။ဒီလိုခြေနေမျိုးမှာစစ်သားတွေဟာထိရောက်စွာခုခံကာကွယ်တာဒါမှမဟုတ်တိုက်ခိုက်တာလုပ်နိုင်တော့မှာမဟုတ်ပဲသူတို့ရဲ့စစ်စခန်းတွေဟာထောင်ချောက်တွေဖြစ်သွားနိုင်ပါတယ်။ဒီအချိန်တွေဟာရက်သားတွေရဲ့နေစဉ်ဘဝကိုလည်းဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။ အခြေခံလိုအပ်ချက်တွေကိုတည်ယူပို့ဆောင်ရမှာခက်ခဲတွေရှိလာပြီးဓာတ်ဆီတိုင်းတွေမှာတန်းစီဆောင်တိုင်းရလာတွေရှိလျားလာနိုင်ပါတယ်စစ်တပ်ရင်တန်းတွေကြောင့်အရက်သားလမ်းသွားလမ်းလာတွေပိတ်ဆို့ခံရတာဒါမှမဟုတ်လုံခြုံရေးရခီးသွားလာမှုကန့်သက်ခံရတာတွေကဒေသခံတွေရဲ့ဘဝကိုပိုပြီးမတက်မတာဖြစ်စေနိုင်ပါတယ်ဒီတမန်တိုက်ခိုက်ခံရမှုဟာယူကရိန်းရဲ့တစတစအင်အားချိနေစေတဲ့နီလန်ရဲ့အပြင်းထန်ဆုံးအပိုင်းတစ်ပိုင်းဖြစ်ပုံရပါတယ်ဒီစစ်စင်ရေးဟာနေဆက်ဒေသတွေမှာရှိတဲ့ရုရှားရဲ့အရေးကြီးတဲ့အခြေခံအဆောက်အအုံတွေကိုပြစ်မှတ်ထားနေတာဖြစ်ပါတယ် ပိုဆိုးတာကတော့ထောက်ပံ့ရေးလမ်းကြောင်းတွေဖြတ်တောက်ခံလိုက်ရတယ်ဆိုတာကစစ်သားတွေနောက်ပြန်ဆုံးရမယ့်လမ်းကြောင်းတွေပါပိတ်သွားတာဖြစ်ပါတယ်။ရေထွန်းမှုနဲ့ရှုံလုံထူတက်တဲ့မြေပြင်တွေကြောင့်တပ်ဖွဲ့တွေဟာစနစ်တကျပြန်ဆုတ်ခွာဖို့ဒါမှမဟုတ်ဘေးကင်းရာကိုရွှေ့ပြောင်းဖို့လုံးဝနေပါမဖြစ်နိုင်တော့ပါဘူး။ဒီအချိန်တွေကရုရှားစစ်သားထောင်ပေါင်းများစွာကိုယူကရိန်းတပ်ဖွဲ့တွေရဲ့ရှေ့မှာရောတဖြည်းဖြည်းတက်လာတဲ့ရေပြင်ကြားမှာပါပိတ်မိနေစေပါတယ်။ဒါဟာပကတိအားဖြင့်ရန်သူရဲ့ဝိုင်းရံပိတ်ဆို့တာနဲ့ရင်းနှစ်မြုပ်ခြင်းဆိုတဲ့နှစ်ထပ်ကွန်းဒုက္ခနဲ့ရင်ဆိုင်ရတာပါပဲ။ စစ်သားတွေဟာရန်သူရဲ့ကြည်တံတွေကိုရောလွတ်မြောက်ဖို့လမ်းမရှိတဲ့တဘာဝတရားကြီးကိုပါတပြိုင်တည်းတိုက်ခိုက်နေရပြီလို့ဆိုရမှာပါဒီဘဲဂရော့တမန်တိုက်ခိုက်ခံရတာဟာ2023ခုနှစ်ဇွန်လတုန်းကယူကရိန်းတောင်ပိုင်းကကာကော့ဖ်ကာတမန်ကြီးဖျက်ဆီးခံခဲ့ရတာကိုမလွဲမသွေပြန်အမှတ်ရမိစေပါတယ်ကာကော့ဖ်ကာတမန်ပြက်စီးတော့ဒဏိပါမြကြီးရေရှမ်းခဲ့ပြီးစိုက်ပျိုးရေးမြေတွေရေလွှမ်းလူတွေထောင်ထဲချီဘေးပြောင်းရွှေ့ခဲ့ရတယ်လို့ယူကရိန်းရဲ့တံပြန်ထိုးတဲ့အစီအစဉ်တွေကိုပါထိခိုက်ခဲ့ပါတယ် ယူကရိန်းနဲ့နိုင်ငံတကာကရုရှားကဖောက်ခွဲတယ်လို့ဆိုဆဲခဲ့ပေမဲ့ရုရှားကငြင်းဆိုခဲ့ပါတယ်အခုဘယ်ဂိုရော့တမန်ကိုယူကရိန်းကပြစ်မှတ်ထားတိုက်ခိုက်လိုက်တာဟာရေကိုလက်နက်တပွဲအသုံးပြုတဲ့နီးပြူဟာကိုရုရှားပေါ်ပြန်လဲအသုံးပြုလိုက်တာလို့အတိတ်ပဲဖွင့်ဆိုနိုင်ပါတယ်တကယ်လို့ကာကော့ဖ်ကကယူကရိန်းရဲ့ထိုးစစ်ကိုရပ်တန့်ဖို့ရုရှားရဲ့နီလန်ဖြစ်ခဲ့မယ်ဆိုရင်အခုဘယ်ဂိုရော့တမန်ကိစ္စဟာရုရှားရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုဖျက်တောက်ဖို့ယူကရိန်းရဲ့နီလန်ဖြစ်လာခဲ့ပါပြီဒါဟာစစ်ပွဲရဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုပြသလိုက်တာဖြစ်ပြီး နှစ်ဖက်စလုံးဟာတမယ်ရိုးကြမဟုတ်တဲ့နီးလန်းတွေကိုတုံးဆွဲဖို့ဝင်မလေးကြဘူးဆိုတာကိုပေါ်လွင်စေပါတယ်။ဘဲဂရော့တမန်ကိုပြစ်မှတ်ထားပြီး Vorchance ခြေတန်းကရုရှားရဲ့ထောက်ပံ့ပို့ဆောင်ရေးကိုလုံးဝချိနဲ့သွားအောင်လှုံ့ဆော်ခြင်းအဖြစ်ဒီဆက်စင်ရေးဟာအဲ့ဒီတပ်ဦးတစ်ခုတည်းကနီးပြူဟာမြောက်အောင်မြင်မှုတစ်ခုထက်အများကြီးကျော်လွန်သွားပါတယ်။ဒီအချက်တွေအားလုံးကိုပေါင်းစပ်လိုက်တဲ့အခါအမြဲတမ်းတိုက်ခိုက်ခံရမယ့်ချင်းချောင်းမှုထောက်ပံ့ပို့ဆောင်ရေးပြတ်တောက်မှုမီးပြတ်တောက်မှုနဲ့အခုရေလွှမ်းမှုမှုအန္တရာယ် ဒါတွေအားလုံးဟာ background နဲ့ Bryant's လို့နေဆက်ဒေတာတွေမှာနေထိုင်တဲ့အရက်သားတွေအတွက်ရေရှည်ရက်တီလို့မရနိုင်တဲ့အခြေအနေတစ်ခုကိုဖန်တီးပေးနေပါတယ်။အဆက်မပြတ်မြည်နေတဲ့အိုးအော်တန်တွေပေါက်ကွဲတန်တွေနဲ့အခြေခံဝန်ဆောင်မှုတွေပြတ်တောက်နေတာဟာပြည်သူလူထုကြားမှာနာတာရှည်စိတ်ပီစီမှုကြောက်ရွံ့မှုနဲ့ထိတ်လန့်တုန်လှုပ်မှုမျိုးအဆက်မပြတ်ဖြစ်ပေါ်လာအောင်ဖန်တီးနေပါတယ်။အုပ်ချုပ်ရေးမှူး Glasgow ရဲ့ဘေးလွတ်ရာရွှေ့ပြောင်းမှုအကြံပြုတဲ့ဟာနိုင်ငံတော်ဟာသူ့ရဲ့ကာကွယ်ပေးရမယ့်တာဝန်ကိုပြတ်ကတ်နေပြီဆိုတဲ့ခံစားချက်ကိုပို့ပြီးခိုင်မာသွားစေနိုင်ပါတယ်။ စစ်ပွဲကအခုဆိုရင်ဒီဒေတာတွေကလူတွေရဲ့တကားကိုလာခောက်နေပြီသူတို့ရဲ့နေစဉ်ဘဝတွေကိုနှောက်ယှက်နေတာဖြစ်ပါတယ်ဒါဟာအစိုးရပေါ်ပြည်သူလူထုရဲ့ယုံကြည်မှုကိုပြတ်ပြားစေနိုင်ပြီးရေရှည်မှာလူမှုရေးတည်ငြိမ်မှုကိုပါချိန်ချောက်လာနိုင်ပါတယ်တမန်တိုက်ခိုက်ခံရမှုဟာဒီတင်းမာနေတဲ့ပတ်ဝန်းကျင်ကိုပုံမိုဆိုးရွားသွားစေနိုင်ပြီးမိကိုစီလောင်းသလိုတဖြည်းဖြည်းပိုဆိုးသွားစေခဲ့ပါတယ် Vultures အနည်းကရှေ့တန်းတပ်ဦးတွေမှာပိတ်မိနေတဲ့စစ်သားထောင်ပေါင်းများသာဟာအခုဆိုရင်မသေးကြမရေရာတဲ့ကံကြမ္မာနဲ့ရင်ဆိုင်နေရပါပြီ သူတို့ရဲ့အသက်ရှင်တမ်းမှုကိုဆုံးဖြတ်ပေးမယ့်အရာဟာရန်သူဒုံးကြီးတွေထက်တဖြည်းဖြည်းမြင့်တက်လာတဲ့ရေပြင်နဲ့ဖြတ်တောက်ခံလိုက်ရတဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေဖြစ်လာပါတယ်။တချိန်တည်းမှာပဲဘဲဂရော့ကပြည်သူတွေဟာခရမလင်ကသူတို့ကိုထိရောက်စွာမကာဝင်နိုင်အထောက်ပံ့မပေးနိုင်ဘူးဆိုတဲ့ခံစားချက်နဲ့ရင်ဆိုင်နေရနိုင်ပါတယ်။ပိုရေးကြီးတာကရှေ့တန်းတအူမှာပိတ်မိနေတဲ့စစ်သားတွေရဲ့မိသားစုစုတွေစီကထွက်လာမဲ့တုံ့ပြန်မှုတွေဟာခရမလင်အပေါ်ပြင်းထန်တဲ့ပြည်ရင်းဖိအားတစ်ခုဖြစ်လာစေနိုင်တဲ့အလားအလာရှိနေပါတယ်။ စစ်သားတွေဟာစွန့်ပစ်ခံလိုက်ရပြီဆိုတဲ့အမြင်ပြန့်နှံ့သွားရင်ဒါဟာအစိုးရရဲ့ပြည်ရင်းထောက်ခံမှုကိုပိုပြီးတိုက်စားသွားစေနိုင်ပါတယ်။ဘယ်ဂိုရော့ကဂျီလောင်တမန်ကိုထပ်ကတလဲလဲတိုက်ခိုက်ခြင်းအဖြစ်ယူကရိန်းဟာမဟာဗျူဟာမြောက်တံတားတွေကိုပဲရေမြုပ်စေခဲ့တာမဟုတ်ပဲ Vorchans ရှေ့တန်းတပ်ဦးပေါ်ကခရင်မလင်ရဲ့စစ်ရေးအစီအစဉ်တွေကိုပါရေအောက်မြုပ်သွားစေခဲ့တာဖြစ်နိုင်ပါတယ်။ဒါအပြင်ထောင်ပေါင်းများသောရုရှားစစ်သားတွေရဲ့တိုက်ခိုက်လို့စိမ့်တဲ့သူ့ရဲ့ကိုပိုင်ပြည်သူတွေရဲ့အမြင်တွေကအစိုးရရဲ့ယုံကြည်ကိုးစားနိုင်စွမ်းကိုပါရေမြုပ်ပစ်လိုက်ပြီးဖြစ်ပါတယ်။ ။နောက်ဆုံးမှာတော့ရုရှားစစ်တပ်ဟာအခုလိုမျိုးရှုံလွန်တွေထဲမှာနစ်မြုပ်နေတယ်လို့ခရမလင်ရဲ့လိမ်ညာမှုနဲ့စီမံခန့်ခွဲမှုအားနည်းချက်တွေဆိုတဲ့အပြက်စီးတွေထဲမှာပါပိတ်မိနေတယ်ဆိုတာကိုဒီဖြစ်စဉ်ကရှင်းရှင်းလင်းလင်းပြသလိုက်တာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။